နိုင်ငံတော်ဗဟိုဘဏ်ကမြန်မာကျပ်ငွေအသုံးပြုမှုပုံမှုကျေပြန့်လာစေဖို့နိုင်ငံခြားငွေကင်ဆောင်ခွင့်လုပ်ငန်းလိုင်စင်တွေကိုရုတ်သိမ်းပြီးနောက်ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာအမေရိကန်ဒေါ်လာတန်ဖိုးကရော့ချမှုတွေရှိလာပါတယ်။ဥတိုက်စင်ကသတင်းပေးပို့ထားတာပါ။ပြည်တွင်းမှာအမေရိကန်ဒေါ်လာသုံးဆွဲမှုကျေပြန့်လာတာနဲ့အမျှပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာကျန်ဒေါ်လာတန်ဖိုးကမာလာပြီးမြန်မာကျပ်ငွေတန်ဖိုးကကျဆင်းလာပါတယ်။ဒါကြောင့်နိုင်ငံတော်ဗဟိုဘဏ်က မြန်မာကျွမ်းဝေအသုံးပြုမှုပုံမူကျပြတ်လာစေဖို့နိုင်ငံသားဝေကန်ဆောင်ခွင့်ပြုထားတဲ့လုပ်ငန်းလိုင်စင်တွေကိုအောက်တိုဘာလ30ရက်နေ့နောက်ဆုံးထားပြီးပြန်လည်အနှံရမယ်လို့တည်ဝင်ထုတ်ပြန်လိုက်ပါတယ်။ဘိုးဘန်ကခုလိုထုတ်ပြန်ပြီးတဲ့နောက်ပြည်တွင်းနိုင်ငံသားငွေကြေးစေပေါ်မှာအမေရိကန်ဒေါ်လာတန်ဖိုးကရောကျမှုရှိလာတယ်လို့နိုင်ငံငွေလဲလှယ်ခွင့်လုပ်ငန်းလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တို့က DVB ကိုပြောပါတယ်။ဘိုးဘန်ကရုပ်ရည်ဆိုတော့လေဒီလုပ်ငန်းတွေကတော့လောကကဒီကုသိုလ်နဲ့ကာလ ်ပြင်အချောမွေးရခက်ခဲကိုတွေ့ရအောင်ရှိမယ်ဆိုတော့လည်းရေရေကြရတော့လည်းပုံမှန်တော့လူစင်ပြီးတော့မယ်လို့မြင်ပါတယ်။ဒီရဲ့အဖက်ရောလို့ဆိုရည်ဒါကကွယ်တော့ဒေါ်လာ0ဒေါ်လာ50 10ကျတော့တော့ပြန်ပြီးကြာလာနေတာရှိပါတယ်။နောက်ပိုင်းကျတော့လည်းဘုလားဒေါ်လာလုံးဆွမှုရောကြာပါမယ်ဆိုတော့ကျောင်းဝင်တော့ကဘုံကိုပြည့်ရတာနဲ့နေတာရှိတာပေါ့နော်။ဒီပြဘိုးပိုင်နေနဲ့အခုလိုတရားဝင်ကန့်သန့်လိုက်တာကပြည်တွင်းမှာရှိတဲ့နိုင်ငံဝင်လဲလှယ်ခွင့်လုပ်ငန်းတွေကို ပုံမဖွံ့ဖြိုးတိုးတက်စေနိုင်လို့သူကသုံးသပ်ပြောပါတယ်။ဟိုပြောရဆိုတော့လည်းမန္တိကတော့လည်းဘူးနေတာတော့ဟိုဒေါ်လာ၃ဆွဲဝင်ရလို့ကြောင့်မလို့စင်ညာလုပ်ငန်းအနေနဲ့ပြောရတော့လည်းလုပ်ငန်းရမကောင်းဘူးနော်။ဒါစင်ယူသွားကြရမယ့်အနေနဲ့ဟိုပြောရရင်တော့အခန်းအားဖွင့်လွှတ်ချေပေးရအများကြီးနော်။အများလို့ကြောင့်လို့ဒီလိုဖြစ်မှာပါ။ဒီကိစ္စကဘာလဲဆိုတော့ဒီရန်ရာလိုက်ကြောင်ဝင်မရတော့ဒီလိုမျိုးလဲလာမှာဆိုတော့လည်းဒီမန္တိကလုပ်ငန်းအနေနဲ့လုပ်ငန်းလေးအနေနဲ့တွေ့ကြလာမယ်ဆိုတော့မြင်ပါ ြည်တွင်းမှာနိုင်ငံငွေတရားဝင်ရောင်းဝယ်ခွင့်ရရှိထားတဲ့ငွေလဲကောင်တာတွေမှာအမေရိကန်ဒေါ်လာတန်ဖိုးအားအော်တိုဘာလ22ရက်နေ့အတွက်ဝယ်ဈေး1295ကျပ်နဲ့ရောင်းဈေး1285ကျပ်ရှိပြီးဘူဘန်ကတက်မှတ်တဲ့နေ့စဉ်ရည်ညွှန်းငွေလဲနှုန်းကတော့1280ကျပ်ရှိပါတယ်။ပြန်ပါဈေးကွက်မှာတော့1283ကျပ်အဝယ်နဲ့1285ကျပ်အရောင်းရှိပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်ဒရင်ပေးပို့ထားတာပါ။